ရွာလေးတရွာမှာစိုးမင်းလို့အမိရတဲ့ကောင်လေးတယောက်ရှိခဲ့ပါတယ်။သူဟာကန်ဆိုးစွာနဲ့ငယ်စဉ်တည်းကမိဘတွေဆုံးမသွားတာကြောင့်တဦးတီသောအုတ်ထင်းသူဖြစ်တဲ့ဘွားနဲ့တူနေထိုင်ခဲ့ရပါတယ်။ဆိုမင်းဟာနှစ်ရက်တိုင်းအိမ်ရှိမှထိုင်ဆော့ရင်းလမ်းမပေါ်ဖြတ်သွားတဲ့မိသားစုတွေကိုငေးမောကြည့်ရှုနေလေးရှိပါတယ်။အဲ့ဒီမြင်ကွင်းတွေကဆိုမင်းရဲ့ရင်ထဲမှာလှစ်ဟာမုန်းနဲ့အားငယ်စိတ်ကိုအမြဲတမ်းဖြစ်ပေါ်စေခဲ့တာပေါ့။သူ့ဘဝကသူ့မျိုးတွေလိုပြည့်စုံမှုမရှိဘူးလို့လည်းခံစားနေရပါတယ်။ ။ဟောပါလို့လည်းအဖေအမေတို့ရဲ့ပါလို့များသားကိုဒီလောကကြီးထဲမှာထားခဲ့ကြရတာလေ။သားပါလို့သူများတွေလိုနှွေးထွေးမှုမရတာလေ။ဒါပေမဲ့ဖွာကတော့သူ့မြေလေးကိုသားသမီးအရင်တွေထတ်တောင်ပို့ပြီးချစ်ခင်ဆောင်ရှောက်ခဲ့ပါတယ်။ဖားခင်ရောမိခင်တယောက်လိုပါနှွေးထွေးတဲ့မြတ်တာပေးဖို့အမြဲကြိုးစားခဲ့တာပေါ့။မြေလေးရဲ့အိုမြေလေးလေသွားပါလေ။မြေရင်မြေလေးရင်ပါလဲရင်ဖွာအဖွာပါလို့ခေါ်ရလေ။ဒီမှာအေးနေတာကို သူများတွေလိုနွွွွထွထွလဲမနေရဘူး။အိုးဟိုလာပါမြည်ရဲ့အနှွေးတက်ကအဖွားပေးမှာပေါ့ကွယ်။တီဆောင်လေးကိုယူလိုက်ပြီးရင်လုံအောင်ချုံဒါဆိုနှွေးပြီမလား။အိုးအဖွားကလည်းဟာတာတွေလာပြောနေတယ်။ကျွန်တော်မှသူများတွေလိုနှွေးထွေးမှုပေးမှမိပါမရှိဘူးလို့ပြောချင်တာ။အဖွားပေးတဲ့အနှွေးတက်ကမတူဘူးဗျ။မတူဘူးလားမြည်ရဲ့။အဖွားကတူတယ်မှတ်နေရ။မြည်လေးရဲ့ ပါလေအဖွားနောက်တစ်ခါဘာဖြစ်ပြန်မီလဲဒီမှာမိလာလုံးလဲအဖွားနှွေးထွေးမှုပေးမယ်လေဟာအဖွားကလည်းဗျာကလေးဆန်လိုက်တာဒီမှာအဖွားပေးတဲ့နှွေးထွေးမှုပဲလေอืมငါမှမိပါမရှိပေမဲ့စိတ်မကောင်းမဖြစ်ရဘူးလို့ပဲသဘောထားလိုက်ပါတော့မယ်ဒီအဖွားနဲ့တော့စိတ်တို့ချင်လာပြီနော်အေးပါမြေးလေးရေအဖွားမြေးလေးစိတ်တက်ကြနေတာမမြင်ချင်ဘူးကွယ် ပေါ့ပေါ့ပါပါပြပြွှွှွှွှွှွှနေပါအဖွားနဲ့တူတူရှင်ညီလေးဘာမှခန်းစားစရာမလိုအဖွားမြင်းရဲ့အဖေလိုအမေလိုအားလုံးရဲ့နေရာမှာအစားထိုးပြီးလှုပ်ပေးမှာပါအိုးမြင်းရဲ့မငိုပါနဲ့တိတ်တိတ်တိတ်ဟာမငိုပါဘူးဗျာကျွန်တော်မျက်လုံးထဲမှာစပါးခွန်ဝင်သွားတာကိုဩအဖွားပြောတဲ့စကားကြောင့်စိတ်ထိခိုက်သွားတယ်ထင်လိုက်တာပါဆိုမင်းရဲ့ပညာရေးစည်းရိမ်နဲ့နှိမ့်စင်စားဝတ်နေရတဲ့အဖွားဟာ ူးတကုံလုံးချွေးတွေဆူဆွဲတဲ့အထိစူးစမ်းရုံးခံခဲ့ရပါတယ်။နေပူမိုးရွာမရှောင်ပဲလဲခွဲငယ်လေးထဲမှာအသီးရွက်တွေကိုစိုက်ပျိုးခဲ့ရတယ်။ဆိုမင်ကတော့အဖွားရဲ့ဘေးကနေကစားနေရုံကလွဲလို့ဘာမှမလုပ်တတ်သေးပါဘူး။အသီးအနှံတွေရှင်းမဲ့လာတဲ့အခါအဖွားကမနဲ့အစော်ကြီးဈေးကိုသွားပြီးရောင်းချရပါတယ်။အဖွားရဲ့လက်ဆွဲရေဒီယိုအဟောင်းလေးကနေဈေးတဲ့ခေါ်တန်းကိုအကျဲကြီးဖြွင့်ပြီးကြော်ညာရောင်းချနေခဲ့တာပေါ့။လာပါပြူလာပါပြူ အော်ဂန်နစ်လက်လက်ဆက်ဆက်အတိရွက်တွေဝယ်ပါအောင်ဓာတ်တုပ်ပစ္စည်းမပအောင်နော်လာပါဗျို့လာဝယ်ပေးပါအောင်လာပါဗျို့လာပါဗျို့အော်ဂန်နစ်လက်လက်ဆက်ဆက်အတိရွက်တွေဝယ်ပါအောင်ဓာတ်တုပ်ပစ္စည်းမပအောင်နော်အော်ဖိုင်းဘာလို့အဲ့ဒီရေဒီယိုတလောက်ကြိမ်ဖွင့်ထားတာလဲကျမပဲအကုန်ဝယ်လိုက်မယ်ပြီးရင်အိမ်ပြန်တော့ဖိုင်းနားကြီးတယ်ဝယ်ပါအောင်ဓာတ်တုပ်ပစ္စည်းမပအောင်နော်လာပါဗျို့လာဝယ်ပေးပါအောင်လာပါဗျို့လာပါဗျို့ အဖွားဟာပေမန်းကြီးစွာနဲ့ဈေးရောက်လို့ရတဲ့ပတ်စံတွေအားလုံးကိုဇိုးမင်းရဲ့ကြောင်းစိတ်အတွက်ပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့ဆိုမင်းကအဖွားရဲ့ကျေးဇူးတရားကိုနားမလဲပဲကြောင်းတက်ရမှာကိုအတော်လေးပြင်းရင်နေပါတယ်။သူဟာအိမ်မှာဒီတိုင်းငုတ်တုတ်ထိုင်နေဖို့ပဲစံနှောင့်ရှိခဲ့တာပါ။အဖွားဒါကြောင်းမတက်ချင်ဘူးဗျ။ဒီတိုင်းအိမ်ထဲမှာပဲငုတ်တုတ်ထိုင်နေချင်တယ်။တော်စမ်းမြေးလေးစကားမများနဲ့။ကြော့ဒါယူပြီးကြောင်းသွားတော့မင်းမှမိဘမရှိပေမဲ့ အဖွားမင်းကိုကြောင်းပြီးအောင်ပို့ပေးပြီးတော့ကောင်းမွန်တဲ့အနာကဲရအောင်လှုပ်ပေးမှာ။ဟိုးကဲပါဖွားလဲသွားပြီ။အေးအေးအေးကြောင်းကိုစိတ်ပါလက်ပါနဲ့တက်နော်။မင်းအဖေလိုကောင်းမှပြီးစိုးမနေနဲ့။ဟင်းကျွန်တော်အဖေတို့တောင်တစ်ခါမှမမြင်ဘူးတာ။ဘာလို့အဲ့လိုနိုင်ရှင်နေရလဲ။စိတ်ထဲမှာမကောင်း။အင်းចောင်းသွားတာကောင်းပါတယ်လေအဖွားဟာចောင်းကိုစိတ်မပါပဲသွားခဲ့တဲ့ဆိုမင်းကိုဆိုရင်တကြီးလှဲကြည့်နေခဲ့ပါတယ် တောင်းတက်ရတဲ့ပထမဆုံးနေ့မှာဘလို့တွေဖြစ်လာမလဲမသိဘူး။အော်ငါမြေးလေးရဲ့။ဒါပေမဲ့ဆိုမင်းတယောက်ကျောင်းဟိုသွားတဲ့လမ်းမှာသူ့ကိုဆူဆိုက်ကြည့်နေတဲ့သူတွေကိုတတိထားမိလိုက်ပါတယ်။တချို့လူတွေကသူ့ကိုမိန်းကလေးတယောက်လိုစားနောက်နေခဲ့ပါသေးတယ်။ဘဲကွာဟိုကောင်လေးอ่ะ ပထမဆုံးနေ့မှာပဲလူတွေအကြည့်ကိုခံနေရတယ်။သူတို့ငေါ့မိန်းကလေးတွေလိုကြည့်တယ်လို့ထူးထူးဆန်းဆန်းလာကြည့်နေရပဲ။ဘာလို့အဲ့လိုကြည့်နေရလဲ။ဒါမှမဟုတ်ငါချောနေလို့လား။อืมဖြစ်နိုင်နေကွ။ကြောင်တက်တဲ့ပထမဆုံးနေ့မှာပဲစိုးမင်းဟာသူ့ကိုချက်ချင်းဆွဲဆောင်နိုင်တဲ့တငယ်ချင်းအစ်စ်တွေကိုရသွားပါတယ်။သူတို့ဖွဲ့ကတခြားចောင်းသားတွေနဲ့မတူပဲ American စေကျော်တဲ့ကိုင်းဝင်ပုံစံမျိုးနဲ့တမှုထူးခြားလို့နေတာပါ။ပြီးတော့အားလုံးနဲ့စန့်ကျင်ဘက်ဖြစ်ပြီးထူးခြားတဲ့စပင်ပုံစံ ခင်မီတဲ့ဝတ်စားစင်မှုတွေကြောင့်ကျောင်းထဲမှာထင်ပေါ်နေခဲ့တာပေါ့အဲ့ဒီတငယ်ချင်းတွေထဲကကောင်းဆောင်ဖြစ်တဲ့ကိုကူကစိုးမင်းစီကိုလာပြီးစကားပြောခဲ့ပါတယ်ဟဲ့ကောင်လေးမင်းရောအစ်စ်လားကွာငါတို့ကိုင်းနဲ့ဝင်ချင်လားဘရိုဟမ်ကောင်းမမလားကွာကောင်းတာပေါ့ဟာဘာလို့လဲဆိုတော့ငါတို့ကအမေရိကန်ဆယ်ကျော်သက်ကိုင်းလေးဘရိုရငါတို့နဲ့တူပျော်ပျော်ပါပါလိုက်ပါလားကွာအိုးပျော်စရာအကြောင်းဆိုရင်တော့ကျွန်တော်လည်းသွားချင်တာပေါ့မလိုက်တော့တုံးရတယ်လို့ဖြစ်သွားလိမ့်မယ် လိုက်မယ်ပြလိုက်မယ်ဒါပေမဲ့ငါတို့ကိုင်းထဲဝင်ဖို့စီကန်းချက်တွေတော့ရှိတယ်ကွာဘိုးစားစီရင်မို့啊တိကြရမယ်စပင်ကတစ်ဖက်ချမ်းအကွက်ထိုးရမယ်အပေါ်ပိုင်းကထောင်နေရမယ်ဘလို့လဲကွာငါတို့လိုစပင်ကိုအယောင်ဆိုးထားမယ်ကွာလုံးမယ်ကွာတငင်ချင်းတို့ရာကောင်းပြီဟဲ့ငါတို့ကိုင်းဝင်တယောက်ထက်ရပြီမိပါမယ်ဘဝရပြီတဲ့လှစ်ဟာမှုကြီးကိုမေ့ပြဖို့နဲ့သူများတွေရဲ့အာယုံဆိုင်မှုကိုခန့်ချင်စိတ်ကြောင့်စိုးမင်းဟာကိုင်းရဲ့စည်းကမ်းချက်တွေတိုင်းလိုက်နာဖို့ဆုံးဖြတ်လိုက်ပါတယ် သူဟာစပင်ပုံစံနဲ့ဝတ်စားစင်မှုကိုတခါရဲပြောင်းလဲပြီးအမေရိကန်စေတော်သက်ကိုင်းတဲ့ကိုစိတ်ရောကိုယ်ပါအပြီးပိုင်ဝင်ရောက်ခဲ့ပါတယ်။တန်တန်တန်ဟာဘလို့မှမသိဘူးစိတ်လှုပ်ရှားစရာကောင်းလိုက်တာ။ဒါမှငါတို့ကိုင်းတာကွာဟာဟာဟာလာလေသွားမယ်သွားလှည့်ကြရအောင် bro ဒီလိုနဲ့သူတို့သုံးယောက်သားဘာတစ်ခုသွားပြီးအပြက်ကင်းနေကြပါဘော။ ငါခုလိုမျိုးတစ်ခါမှမကစားဘူးဒီလိုမျိုးတစ်ခါမှလည်းမကဘူးဘူးကွာဟေး American ကိုင်းသားတွေကြွေးကြော်လိုက်ပါအောင်ရှုံ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  Hey what is bro ဟေးဒီကောင်လေးဘာတွေလှုပ်လာလဲခဏလေးမနက်ကចောင်းသွားတာမဟုတ်ဘူးလားចောင်းဟုတ်သွားပါတယ်ဖွားရဲ့ ဒါကျွန်တော်ရဲ့ပုံစံသက်ပါ။ဟင်အဖွားရဲ့မြေလေးပါရီပြောနေရလဲကွယ်။ဒါအမေရိကန်စဲကျော်သက်တွေရဲ့ပုံစံမှာသူတို့ပဲနားလဲတယ်။အဖွားနားလဲမှာမဟုတ်ပါဘူးဗျာ။အိုးတေးပါပြီတေးပါပြီ။ကြောင်တက်တဲ့ပထမဆုံးနေ့မှာပဲငါ့ကိုဒုက္ခပေးနေပြီနော်။ထားပါလေ။အဖွားသားအတွက်ကိုခံအားကောင်းတဲ့အစားအစာတွေချက်ထားရဲနော်။อืมကောင်းတယ်အဖွားရဲ့။အဖွားချက်တဲ့ဟင်အကုန်ကောင်းတယ်။ ။ Oh shit အရသာရှိလိုက်တာကွာ။ Hello Hey bro ပိုရစနေပြီလေမင်းမလာဘူးလား bro ။ရှုပ်ရှုပ်ရှုပ်မင်းတို့အခုဘယ်မှာလဲ bro ။အေးပေးသွားပြန်ပြီလေဆိုမင်း။ငွေချင်းတွင်နဲ့သွားလဲမလို့ဗျအခုနာမှာထမင်းစားပြီးရမလားဘဲမှသွားမနေပါနဲ့တော့မြည်ရဲ့ဟမ်ကျွန်တော်သွားမှာပဲ အေးပါအေးပါအိမ်ပြန်တော့မကြစေနဲ့နော်ဟောဟောอืมနေရှိတာတာသမီရှိတာထက်ပိုစိတ်ပူကားတာပဲတရက်မှာတော့ဆိုမင်းနဲ့သူ့တငယ်ချင်း၃ယောက်ဟာလမ်းမပေးမထိုင်ရင်စွဲဆောင်မှုအရှိဆုံးသူကဘသူလဲဆိုတာကိုအငင်းပွားနေကြပါတယ်ဟေး bro ငါတို့၃ယောက်ထဲမှာဘသူကစွဲဆောင်မှုအရှိဆုံးလဲဟမ်ငါပဲ bro မဟုတ်ဘူးကွာငါပဲ bro ငါပဲကွာ ငါပဲ bro အဲမင်းဘလို့ပြောချင်လဲ bro ငါဆွဲဆောင်မှုရှိဆုံးလို့ပြောချင်တယ်ဘလို့ပြောပြောအမှန်တရားအမှန်တရားပဲလေ no 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 မင်းတို့မငင်းနဲ့တော့အဲ့ဒီအတော့ပဲဆုံးဖြတ်ခိုင်းရအောင်အေးကောင်းနေကွာ hello အတော့အေးပါလဲသားရဲ့ကျွန်တော်တို့၃ယောက်ထဲမှာဘသူကဆွဲဆောင်မှုရှိဆုံးလဲ um စပင်အဝါရောင်ကိုတစ်ဖက်ချမ်းအကွက်ထိုးထားတဲ့သူဟာအုပ်စုထဲမှာရုပ်အဆိုးဆုံးပဲ um စပင်ပန်းရောင်ဆိုးထားတဲ့သူဟာဆွဲဆောင်မှုအရှိဆုံးပဲဟာဟာမြင်လားกว่าမြင်လားအတော်ကငါ့ကိုဆွဲဆောင်မှုအရှိဆုံးလို့ပြောသွားတာတွေ့လားအမေရိကန်စေကျော်တက်ကိုင်းဝင်တွေရဲ့ကောင်းမာပေးထင်ပေါ်ချက်စိတ်ဟာတခါတရံမှာအကျန်းဖတ်တဲ့ရံပွဲတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒါကြောင့်အဲ့ဒီနေ့ရံပွဲရအပြင်စိုးမင်းရဲ့မျက်လုံးမှာတန်ရာတွေရခဲ့လို့ နောက်တနစ်မိနစ်မှကြောင်းမသွားပဲအခန်းထဲမှာတင်တကားပိတ်ပြီးပုံအောင်နေပါတယ်။အဲ့ဒီမှာအကြောင်းစုံမသိတဲ့ဖွာကတော့သူ့မြေလေးကိုအခန်းပြင်ကနေစိတ်ပူစွာနဲ့ကြောင်းသွားဖို့နိုးနေခဲ့တာပေါ့။ဆိုမင်းမြေလေးကြောင်းမသွားအောင်လားကွ။ဟင်မင်းမင်းမျက်လုံးကဘာဖြစ်နေရလဲ။တလောက်ညိုမဲပြီးရောင်ကိုင်းနေရပဲ။ဘာမှမဖြစ်ပါဘူးအဖွာရဲ့ချင်းကိုက်ထားတာ။အိုးချင်းကတလောက်တောင်ကြီးရလား။ ရှံပြစ်ခဲ့တာမဟုတ်ဘူးလားမြေလေးကဲဒီနေ့စာမေးပွဲဖြေရမယ်အားလုံးတတိထားဖြေကြနော်မိနစ်30ချိန်ပေးမယ်ကဲစပြီဟိုးမိခိုးနေတာတလောက်ခတ်တာ24နာရီပေးလဲဖြေနိုင်မှာမဟုတ်ဘူးခင်အောင်စိုးမင်းငါ့ကိုကူညီပေါင်းကွာတော်စမ်းမလောက်ကြနဲ့စကားမများနဲ့ကို့ဘာသာကိုဖြေကြအေးအေးဆရာမြင်သွားပြီကွာငါဘလို့ဖြေရပါမလဲဘာမှလည်းမသိဘူးမင်္ဂလာပါဆရာ ကျွန်တော်ចောင်းသားစည်းကမ်းထိမ့်သိမ်းလုပ်ချင်လို့ခဏလောက်အနောက်ရှက်ပေးပြစီចောင်းသားစည်းကမ်းထိမ့်သိမ်းရလားရပါတယ်နောက်တစ်ချိန်ကြမှာတို့စာမီးပွဲဆက်လိုက်မယ်ဟင်ဘလို့လုပ်ကြမလဲကွာဟုတ်ပြီစပင်ရှည်တဲ့သူတွေစပင်အယောင်ဆိုးထားတဲ့သူတွေအပြင်ထွက်မင်းတို့စပင်တွေအကုန်ညှက်ရမယ်အကိုကြီးအရင်ကြီးမလုံးနဲ့နော်ចောင်းစည်းကမ်းနဲ့လည်းမညီပဲဖြစ်နေမယ်ကျေးဇူးပြုပြီးအပြင်ထွက်လာပေးပါချစ်တပဲတို့ဇာတာဝန်ရလောက်ရတာပါ อืมဒီကိစ္စမိဘအုပ်ထင်းသူစီကိုအကြောင်းကြားမှရတော့မယ်။ဆီယာဟာဆိုမင်းရဲ့စီကန်းဖောက်ပြတ်မှုနဲ့ပညာရေးအခြေအနေကိုမြင်တဲ့အခါဒီတိုင်းပြစ်ထားလို့မဖြစ်တော့ဘူးလို့ချက်ချင်းသိသွားခဲ့တာပေါ့။ဒါကြောင့်ညနေကျောင်းဆင်းလာတဲ့အတန်းမိုင်ဆီယာဟာဆိုမင်းတို့အိမ်ကိုကိုတိုင်ကိုကျသွားပြီးတူတီတော်အုပ်ထင်းသူဖြစ်တဲ့အဖွားနဲ့တွေ့ဆုံခဲ့ပါတယ်။ဒီမှာခမအဖွားဆိုမင်းရဲ့အုပ်ထင်းသူလား။ဟုတ်ပါရဲ့ကွယ်။ညီလေးကဘာဖြစ်လို့လဲရင် ဟိုဆိုမင်းရဲ့စာမေးပွဲအဖြေလောက်လာပြတာပါဖွာဒီမှာကြည့်ပါအောင်ဟင်တလမအေးမရပါလားအကုန်လုံးကအောက်ဆုံးအဆင့် F ပဲရလားသုံးလပေါင်းရမှတ်ကဘာဖြစ်နေရလဲဟုတ်တယ်အဖွားရဲ့မိကစာတင်အောင်စိတ်ဝင်စားဦးတချို့နေ့တွေဆိုရင်စာတင်ခန်းထဲတောင်မဝင်ဘူးဗျဒီနေ့ဆိုရင်လဲကျောင်းစီကန်ထိမ့်သိမ့်ရဲ့အဖွဲကပုံမကြတဲ့သူ့စပင်ကိုညှက်မှာစိုးလို့တဲ့စာတင်ခန်းထဲကနေထွက်ပြေးသွားတယ်လေအဖွားရဲ့မိကိုကြိူးဆိုင်ပေးပါအောင်ဗျာ ဒီလိုဆက်ဖြစ်နေတော့ဆရာသူ့ကြောင်းထုတ်ရမှာပါအမ်အမလီငါမွေးထားတဲ့မြေလေးကစံကုန်မြေလေးပါလားဒီလိုဆိုရင်တော့မဖြစ်ဘူးသူ့အပြစ်တန်ပေးရမယ်ဒီလိုနဲ့အဖွားလဲခြံနောက်ဖက်ထိအမြန်သွားပြီးတစ်ပင်ကြီးတစ်ပင်ကိုခုတ်ချလိုက်ပါတယ်အဲ့ဒီတက်တုံးကြီးကိုလည်းကိုယ်တိုင်ပဲထမ်းပိုးပြီးအိမ်ကိုယူလာခဲ့ပါတယ်။အဖွားဟာအဲ့ဒီတက်သားကိုချိန်လုံးပြုတ်လုပ်ပြီးညီးကိုဆုံးမဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။အဲ့ဒီချိန်မှာပဲ စာသင်ခန်းအနေထွက်ပြေးပြီးတနည်းအားရမှာပုံအောင်နေတဲ့ဆိုမင်းဟာအဖွားရဲ့အခြေအနေကိုမြင်လိုက်ရတော့အကြီးကျယ်အံ့ဩတုန်လှုပ်သွားခဲ့ပါတယ်။အဖွားဘာတွေလုပ်နေရလဲ။မင်းရမြငေါ့လာမင်းရဲ့သေးရလား။ဒီမှာကြည့်ဒီစာရွက်ကဘာလဲ။အိုးမဟုတ်ဘူးဘလို့လို့ဖြစ်နိုင်ပါလဲ။ဒီမှာဆိုမင်းငါဘလောက်တောင်ပေမန်းစင်းရဲခံပြီးကြောင်းထားပေးနေရလဲ။အသီးရွက်တွေကိုကိုရန်ဆိုင်ကိုရန်ရောင်းပြီးရတဲ့ပတ်စံနဲ့နင့်ကိုကြောင်းထားပေးတာ။ ဒါတွေကနင်ကျေးစုပြန်ဆက်လိုက်တဲ့အရာတွေလားဆရာကပြောတယ်။နောက်ပိုင်းဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင်မင်းကိုကြောင်းထုတ်ရလိမ့်မယ်တဲ့။ဟင်တကယ်လားရင်အဖွာ။အေးဟုတ်တယ်။အခုမင်းပါလို့မလဲ။အေးနောက်ထပ်哦ဒီလိုလှောက်အောင်မလားပြော။အော်ခဏလေးစဉ်းစားပြစေ။ဘာပြန်ပြောစမ်းမလုပ်တော့ပါဘူးအဖွာလည်းကျွန်တော်စာကြိုးစားပါမယ်ဗျတကယ်ပါ။အေးပြီးရောအိမ်ထဲကိုသွားတော့မူရတောက်စားနေတဲ့တငယ်ချင်းတွေနဲ့မရောနဲ့ကြာလား။ဟုတ်ကဲ့ပါအဖွာ။ သွားပြီနော်ဖွာဟင်ငါဘလို့လုတ်ပြီးဒီတစ်တောင်းအကြီးကြီးကိုမနိုင်သွားရတာလဲအဖွာရဲ့တံပေးပုံကိုဆိုမင်းတယောက်တော်တော်လေးကိုအံ့အားတင်သွားပါတယ်အသက်80အရွယ်ဖွာကအဲ့ဒီတစ်လုံးကြီးကိုဘလို့များထမ်းနိုင်လဲဆိုတာကိုတွေးနေမိခဲ့တာပေါ့ဒါပေမဲ့ဒီဖြစ်ပျက်တွေကဆိုမင်းရဲ့စိတ်ကိုနှောင့်တမရစေခဲ့ပါဘူးသူဟာအခန်းထဲကနေပြင်မထွက်ပဲစာဖက်ချိန်အောင်ဆောင်ပြီး game zone နေတက်ပါတယ် အဖွားလာကြည့်တဲ့အခါမှာစာကိုလေးလေးဆက်ဆာလုံနေတယ်လို့ဟန်ဆောင်နေခဲ့တာပေါ့။အင်းဘလို့နီးနဲ့များစာတော်လောင်လောက်ရမလဲနော်။မြင်းကစိုးပေမဲ့အဖွားကတော့သူ့အလောက်ကိုဆက်လုပ်ပြီးစိုးမင်းရဲ့ပညာရေးကိုအတိကထားခဲ့ပါတယ်။ဒီမှာစိုးမင်းဒါចောင်းစေးပဲထပ်ယူသွားအောင်။ဟုတ်ကဲ့အဖွားကျွန်တော်ចောင်းသွားရမယ်နော်။ဒါပေမဲ့စိုးမင်းဟာចောင်းကိုမသွားပဲ ဘာမှပဲသွားပြီးပျော်ပါနေခဲ့ပါတယ်။အဲ့ဒီအခါမှာဆိုမင်းဟာသူ့ဂိုင်းကတငယ်ချင်းတွေအားလုံးလဲတံပေးခံရတာကိုသိသွားခဲ့တာပေါ့။ဟေးမေလန်ကလိုပဲတံပေးခံရတာလား။ဆရာစာမေးပွဲအဖြေလောငါဖွားစီကိုယ်တိုင်သွားပေးခဲ့တာကွာ။ဟုတ်တယ်ကွာ။အဲ့ဒါကြောင့်ပဲငါဖေရလည်းငါ့ကိုအိမ်ကနေနင်းထုတ်လိုက်တာလေပရိုယာ။ Oh shit. It's amazing. ငါတို့အားလုံးလက်တီလို့ပဲအတူတူခံရတာလား။ဒါမှ American Kind လို့ခေါ်တာပေါ့ကွာ။ နာမည်နဲ့လိုက်တယ်နော်ဟုတ်ပါကွာဒီနောက်မှာတော့ကိုကိုကဘားရဲ့အတွင်းပိုင်းမှာတယောက်တည်းအရက်ထိုင်တောက်နေတဲ့အလှဆုံးနဲ့အချမ်းသာဆုံးမိန်းကလေးတယောက်ကိုစိုးမင်းမြင်အောင်ပြလိုက်ပါတယ်ဟိုက်ရှာပါဟေးအဲ့ဒါတက္ကသိုလ်ရဲ့အလှဆုံးနဲ့အချမ်းသာဆုံးကောင်မလေးကြာဖြူတဲ့ဘလို့လဲစိတ်ဝင်စားလားဘရိုဟာအဲ့ဒါကြောင့်တလောက်လှနေတာမဆမ်းပါဘူးကွာတိတ်တေချာတာပေါ့ဒါပေမဲ့ ငါတို့လိုတာမန်လူတွေကသူ့နောက်ကပ်လို့မရဘူးကွာ။သူကအထက်တန်းလွှာငါတို့ကအောက်တန်းလွှာဖြစ်နေလို့လေ။ဒီလိုဆိုရင်တော့အောက်တန်းလွှာနဲ့အထက်တန်းလွှာပြောင်းမဖြစ်တော့မယ်။စောင့်ကြည့်ကြ။ခင်သူတကယ်လှုပ်တော့မှလားမသိဘူး။ညနာမပြတ်စေနဲ့နော်တငယ်ချင်း။မြမလေးကို့အဖွာအသီးရွက်တွေတင်ဖို့ရောင်းချတဲ့လုပ်ငန်းရှင်တယောက်ပါ။ဝင်ငွေကလည်းအများကြီးရတယ်။ကိုလိုချမ်းသာတဲ့သူကညီမလေးကိုလိုက်ဖို့ပေးလို့ရမလား။အိုးအကူနဲ့စကားပြောရတာကောင်းလိုက်တာနော်။ဟုတ်တယ် ကျမရဲ့အဖေကလည်းရင်းနှီးမြုပ်နှံသူပါ။ဘာလို့ရင်းနှီးမြုပ်နှံတာလဲညီမလေး။အမ်ဒီလိုပါပဲအကိုရဲ့။အကိုတီထက်ပိုတိချင်နေဆိုရင် အကိုညီမတို့အိမ်ကိုအလေလိုက်ခဲ့လေ။ဟုတ်လား။အားရဆိုရင်အလေတော့မလိုက်တော့ပါဘူးကွာ။အဲ့ဒီအစားညီမလေးရဲ့ဖုန်းနံပါတ်လေးပေးခဲ့လေ။ညီမလေးရဲ့မျက်နှာမမှန်မိမှဆိုလို့အကိုဝင်းရနေတဲ့မိန်းကလေးတွေကများတော့ရွှေ့ရတာနည်းနည်းခက်တယ်လေ။ဒါပေမဲ့ကံကောင်းရင်တော့အကိုရဲ့ဖူးစာရှင်ကညီမလေးဖြစ်နိုင်တာပေါ့။ အထူးအခွင့်ရေးကြီးလားရပါရဲ့ကိုရဲ့ညီမရဲ့ဖုန်းနံပါတ်ကိုပေးခဲ့ပါမယ်အားတဲ့ချိန်ဖုန်းခေါ်လိုက်နော်ညီမအဲ့ဒီကံကောင်းတဲ့သူဖြစ်အောင်ပေါ့ဟုတ်ပါပြီညီမလေးအော်အိုးဟာဘလို့လဲကွာမိုက်တယ်မလားဟာမင်းဘလို့လို့ပြီးဖုန်းနံပါတ်ရသွားလဲဆိုမင်းတငယ်ချင်းတို့ဒီစကားကိုကြားဘူးလားကံကောင်းခွင့်ကိုပေးတဲ့သူကရုပ်ချောင်းရင်ဘာဖြစ်တယ်ဆိုလားမိတ်သွားပြီ bro ဟာ तू ကတော့ယူသွားပြီဟဲ့ ဆိုမင်းဟာသူ့သဘောကျတဲ့မိန်းလေးကြဖြူရဲ့ဖုန်းနံပါတ်ကိုအလွယ်တကူရခဲ့ပါတယ်။ဒီလိုရဖို့အတွက်သူ့ရဲ့ဖွားဟာစမ်းတာတဲ့စီးပွားရေးသမားလို့လိမ်လည်ပြောဆိုခဲ့တာပါ။ကြဖြူကလည်းဆိုမင်းကိုစိတ်ဝင်စားပုံရပြီးသူတို့နှစ်ယောက်ရဲ့ဖုန်းနံပါတ်တွေကိုလဲလှယ်ခဲ့ကြပါတယ်။